အားလုံးပဲမင်္ဂလာပါကျွန်တော် N3 Book Up Lady ကိုပပပပလေးနဲ့လေ့လာနေခဲ့တာအခုဆိုလို့ရှိရင်စလုံး600တောင်ပြီးသွားပြီเนาะအဲအခုဒီတစ်ခေါက်ကအပိုင်း၄ဖြစ်ပါတယ်အရှိမအပိုင်း1နှစ်3ရှိတယ်မကြည့်ရသေးလို့ရှိရင်တွားပြီးတော့ကြည့်အောင်เนาะအဲ့တော့ဒီနေ့ကျွန်တော်တို့က600တလုံးမြောက်ကနေစပြီးတော့ပြောမှာပေါ့เนาะ N3 က ဘောကပ်လီတီကလေတကယ်နေစဉ်ဘဝမှာကောဆောင်းမပွဲမှာကောနှစ်ခုစလုံးမှာအတွက်ပေါ့နော်အရန်အတော့ဝင်တဲ့ဘောကပ်လီဖြစ်ပါတယ်အဲ့တော့ကွာဆောင်းမမဖြစ်ဘူးဆိုရင်တော့ထပ်ခါထပ်ခါနားထောင်ပြီးတော့ကျင်သားရနေတယ်ဆိုလို့ရှိရင်ဒါကို့အတွက်ပေါ့နော်ဂျပန်မှာနေထိုင်တဲ့အခါမှာအများကြီးထောက်ကူပြုမှာဖြစ်ပါတယ်ရော ဒီနေ့ကကြတော့ဒီ on tan ဆိုရဘောကပ်ပလီကိုပြောมาဖြစ်ပါတယ် on tan ကားမောင်းနေဆိုရစကားလုံးလေးပေါ့เนาะအဲ့တော့ on tan on tan ကားမောင်းနေ on tan ဆိုရဘောကပ်ပလီ unfold လောက်ထည့်ရတွေ့ခဲ့တာပေါ့เนาะသူကကြတော့အရှိကဆိုလို့ရှင်ဟာခိုးဘူးတဲဆောင်နေဆိုရစကားလုံးလေးနဲ့အနောက်ကကြတော့ခိုးရူကားရူလိတ်နေဆိုရစကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒါတီပီတာပေါ့เนาะ unfold လောက်ထည့်ရတီပီတာအဲ့တော့ on tan ဆိုတာကားမောင်းတာကိုပြောတာဖြစ်ပြီးတော့ drive ဘူးစုတုဆိုလို့ရှင်ကျွန်တော်ကလေ drive drive ပေါ့เนาะ drive ဆိုလို့ရှင်ဂျပန်မှာကဟိုလိုမျိုးပေါ့ ကျောင်းယူယူအာရုခုလမ်းလျှောက်တဲ့စမ်းပို့စုတို့ပန်းဖြေလမ်းလျှောက်တယ်လို့မျိုးဒရိုက်ဘူးစုတို့ဆိုလို့ရှင်သူကအပန်းဖြေကားမောင်းနေဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့အခွန်တိုဒရိုက်ဘူးရှီယောဆိုလို့ရှင်လုံးဝသူကဥတီဘဲဟူသွားမယ်လွယ်မဟုတ်ဘူးပေါ့နော်ကားအပျော်စီးမောင်းတာမျိုးဒရိုက်ဘူးစုတို့ဆိုပြီးတော့တုံးပါတယ်အဲ့တော့ကိုကားပေါ်မှာတယောက်ယောက်ကိုတင်ပြီးတော့သွားတယ်ဆိုလို့ရှင်သူကနော်ဆဲတို့ပေါ့နော်နော်ဆဲတို့ 友達を乗す友達を乗せてドライブするそれで年金をガボってみよう。年金にね、ととガマンとあれそれで別名類ဖြစ်ပါတယ်。えっと、じゃあオンダンセキーするとしてだオンダンセキーするとしてだガマンね対抗もเนาะ。オンダンセキーပြီးလို့ရှင်ベナがပေါ့เนาะ。ベナが passenger seat ဆိုလို့ရှင်ကျွန်တော်တို့ကジョシュセキーဆိုပြီးတော့ခေါ်ပါတယ်。ジョシュセキーベナ対ね対抗もเนาะ。ပြီးလို့ရှင်ကျွန်တော်ガボ要ったね。トベルトဆိုတဲ့ဘောကမျိုးလေးမှတ်မိရမယ်။ဒါဟို ထိုင်ကုန်ကပတ်ပတ်တာကိုပြောတာဖြစ်တာပေါ့နော်ပြီးလို့ရှင်ကားနာဘီဆိုတဲ့ပုံကမျိုးလေးကိုသိလားကားနာဘီဆိုတာကကျွန်တော်အခုဂျပန်မှာခင်မိတဲ့ကားတွေဆိုလို့ရှင်တော့ခုနောက်ပိုင်းကားတော်တော်များများကကျွန်တော် navigation system ပါတယ်ပေါ့နော်မြေပုံကြည့်တာတို့အထဲမှာဟိုနှိပ်လို့ရတယ်ခလုတ်တွေပါတယ်ကားထဲမှာပါတယ်ပေါ့နော်အဲ့ဒီဥစ္စာတွေအကုန်လုံးကားနာဘီဆိုပြီးတော့ကား GPS ကိုကားနာဘီဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လမ်းပေါ်တက်မယ်ဆိုလို့ရှင်ဒိုးဒိုးပေါ့နော်ဒိုးဒိုးဆိုတဲ့ပုံကမျိုးလေးရှိမယ်ပြီးလို့ရှင်ကျွန်တော်မှာဂျူးတိုင်းဆိုတဲ့ပုံကမျိုးလေးရှိမယ်ဂျူးတိုင်းဂျူးတိုင်းကကြတော့ ကားကြက်တာပေါ့နော်ကားကြက်တာကားပိတ်တာကိုဒီဂျူးတိုက်ဆိုပြီးတော့ခေါ်ပါတယ်ဒီဆောက်ထဲမှာတော့မပါဘူးပေါ့နော်ကျွန်တော်လည်းဟိုကားမောင်းလိုင်စင်ဖြည့်ထားတာဆိုတော့အဲ့တော့ဒီမှာဆိုလို့ရှိရင်ကြော်ခိုးဆိုတဲ့ပေါက်ကတ်မျိုးလေးမှတ်ထားလို့ရတယ်ကြော်ခိုးဆိုတာကတော့ကြော်ကြော်နီးရနေလာတာပေါ့နော်ကြော်ကြော်နီးဆိုလို့ရှိရင်တော့ဖြည့်ဖြည့်ဆိုတဲ့အဓိပ္ပာယ်လေးကြော်ကြော်နီးဖြည့်ဖြည့်အဲ့တော့နောက်ကအီခုဆိုကြော်ကြော်ကြော်နီးအီခုဆိုလို့ရှိရင်ဒါကြော်ခိုးဆိုပြီးတော့ခေါ်ရကြော်ခိုးဆိုရင်ကျွန်တော်ကဒါဟိုလိုမျိုး ဖြည်းဖြည်းမောင်းတာပေါ့နော်ကားကိုအရှိန်လျှော့ပြီးတော့မောင်းတာအဲဂျော်ခိုးဆိုရင်တော့မတော့အသေးပဲရှိတယ်ကားချက်ချင်းရက်လို့ရတဲ့အရှိန်နဲ့မောင်းတဲ့ဥစ္စာမျိုးကိုဂျော်ခိုးဆိုပြီးတော့ခေါ်တာမျိုးပေါ့နော်ဒါမျိုးလေးရှိတယ်ပြီးလို့ရှင်ကျွန်တော်အန်ဇန်ဆိုရဘောကတ်မျိုးလေးရှိမယ်အန်ဇန်အန်ဇန် safe ဖြစ်တယ်ပေါ့เนาะအနေရကင်းတယ်ဆိုရယ်စကလုံးလေးပြီးလို့ရှိရင်ကျွန်တော်မှာဒီဆုခုတိုဆိုရယ်ပေါကတ်မျိုးလေးရှိတယ်ဆုခုတိုဆုခုတိုဆိုတာ speed ပေါ့เนาะအချိန်အမြန်နှုန်းကိုပြောတာပါပြီးလို့ရှိရင်အဲကားမောင်းတဲ့အခါမှာဆိုလို့ရှိရင်ခိုးဆုခုတိုတို့တို့ဘာလို့ဒါမျိုးလေးသိရမယ်ခိုးဆုခုတိုတို့ high rate land ပေါ့เนาะခိုးဆုခု တို့တို့အမြန်လမ်းကိုပြောတာဖြစ်ပါတယ်အဲပြီးရင်အဲဝါဒီခုံမှုဆိုတဲ့ဗောကမျိုးလေးရှိတယ်ဝါဒီခုံမှုဝါဒီခုံမှုဆိုတာရှေ့ရလူကတော့ဖြန့်ဝင်တာဗောနော်ဂျားဖြန့်ဝင်တာမျိုးဝါဒီခုံမှုဆိုပြီးတော့သုံးပါတယ်ဝါဒီခုံမှုပြီးရင်ကျောင်းအရှိအကောက်ကြော်တက်တာဆိုလို့ရှိရင်အိုးဤခုရှိဆိုပြီးတော့ခေါ်တယ်ဗောနော်အိုးဤခုရှိအိုးဤခုရှိလို့ပြီးလို့ရှိရင်အဲဟိုအရှိအကောက်ဟို လမ်းကြောင်းပြောင်းပြီးတော့ကားကိုလမ်းကြောင်းပြောင်းပြီးတော့ရှေ့ကကားရဲ့ရှေ့ကိုကြော်တက်တာအိုးကြီးခုရှိလို့ပြောပြီးတော့လမ်းကြောင်းမပြောင်းမနဲ့ဘေးကကားကိုကြော်တက်တာအိုးကြီးနုခီဆိုပြီးတော့ဒါမျိုးလေးခေါ်တယ်ပေါ့နော်အဲ့တော့ဂျပန်မှာရေမောင်းလိုင်စင်ယူမယ်ဆိုဒီလိုပေါ့ကတ်မျိုးလေးတီးဖို့လိုအပ်ပါတယ်ပြီးလို့ရှင်ကျောင်းမှာချူးရှာဆိုရယ်ပေါ့ကတ်မျိုးလေးရှိမယ်ချူးရှာချူးရှာဆူတူဆိုလို့ရှင်ဒါကားရက်တာပေါ့နော်ကားပါကင်လောက်တာချူးရှာဆူတူကားပါကင်အဲ့တော့ချူးရှာ ီဟန်ဆိုလို့ရှင်ကာမရရမဲ့နေရာမှာရက်တဲ့ဥစ္စာမျိုးပေါ့เนาะအဲ့ဒါမျိုးဆိုအီဟန်ဆိုပြီးတော့ခေါ်တယ်အီဟန်ကကြတော့သူကတွေ့ဖဲတယ်ဆိုတဲ့စကားလုံးလေးပေါ့เนาะစီကံဖောက်ဖြစ်တာကိုအီဟန်ဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ဟိုခိုးချီဟန်ဆိုလို့ရှင်လဲဒါဟိုရင်အန်ရဲ့စီမင်းဖောက်ပြတာပေါ့နော်ခိုးချီဟန်ဆိုပြီးတော့ဒါမျိုးလေးရှိတယ်အဲခိုးချီဟန်မှာမမသူကအပေါ်မှာပြောရဲချူရှာဟန်ရှိမယ်ပြီးလို့ရှင်စပီဒိုဟန်ရှိမယ် speed to e hand ဆိုလို့ရှိရင်ဒါအချိန်ကိုပေါ့နော်သူတတ်မှတ်ထားတဲ့အချိန်ထက်ကြော်မောင်းတာပေါ့ဆို speed to e hand နေနာဒီ mass ပြီးလို့ရှိရင်ကျွန်တော်က in shoe on dance ရဲ့ဥစားမျိုးလေးရှိမယ် in shoe in shoe ရဲ့ in ကကြတော့ norm မှုဖြစ်တယ်တောက်တယ်ဆိုရယ်စကားလုံးလေးနဲ့နောက်ကကြတော့ဥစားခဲနေဆိုတော့ in shoe on dance ဆိုလို့ရှိရင်ဒါအရက်တောက်ပြီးတော့ကောင်းမောင်းတာပေါ့နော် in shoe on dance နော်အရက်တောက်ပြီးကောင်းမောင်းတာဆိုလို့ရှင်လဲဒါခိုးချီအီဟန်တဲ့ရပါတယ်ပေါ့နော်တခုပါတယ်ပြီးကျွန်တော်ကားမှာကိုပေါ့နော်မာဂါတုဆိုရပေါ့ကပ်ပလီရတော့တိမှာပေါ့နော်မာဂါတုဆိုလို့ရှင်꿰တာပြီးလို့ရှင်ဥချစ်ချစ်ဆိုလို့ရှင်ညာဘက်ကို꿰တာဆာဆစ်ဆစ်ဆိုလို့ရှင်ဘယ်ဘက်ကို꿰တာဒီလိုပေါ့ကပ်မျိုးလေးတွေတည်ရမယ်အဲပြီးရင်အစ်ပိုးစခိုးဆိုရပေါ့ကပ်မျိုးလေးကြားဘူးလားအစ်ပိုးစခိုးဆိုတာတလန်းသွားကိုပြောတာပေါ့နော်တလန်းသွားအပိုးသူကိုတလန်းတော့ပြောတာပေါ့နော်သခိုးဒိုမဲဆိုရပေါ့ကမျိုးလေးရှိမယ် 通行通、よいしょよいしょ。 ဈေးခိုးဒုံမယ်ဆိုဒါလို့ရှင်ဖြတ်သွားလို့မရဘူးနော်ဖြတ်သွားလို့မရဘူးဆက်ပြီးတော့ဆက်သွားလို့မရတော့ဘူးပေါ့နော်ဒီမှာရက်ရမယ်ဆိုရအတိတ်ပဲမျိုးလေးအဲ့တော့ခင်းရှိဆိုရဘောကမျိုးလေးလက်မှတ်ထားပေးပါခင်းရှိကကြာတာတားမြစ်ထားပေါ့နော်မလုရမယ့်နေရာမျိုးပြောတာပါအဲ့တော့ on tan man kyo sho ဆိုလို့ရှင် man kyo sho ဆိုလို့ရှင် on tan man kyo sho ရင်မောင်းလိုက်စင်ကိုပြောတာဖြစ်ပါတယ်ကျောင်းမှာဆိုလို့ရှင်ဒီ cardiman ဆိုတဲ့ဥစားရှိရ cardiman ဆိုတာကမြန်မာလိုဘာသာပြောရမယ်ဆိုတင်မောင်းလိုက်စင်ပေါ့နော် cardiman ရှိပြီဆိုရင်ကျောင်းလမ်းပေါ်တက်ပြီးတော့ကောင်းမောင်းလို့ရပါပြီဒါမျိုးလေးရှိမယ်ပုတ်ချ တုဆိုတဲ့ဗောကပ်လေးရှိပါတယ်ပုစုခါတုဝင်တိုက်တာဗောနော်ပုစုခါတုဝင်တိုက်တယ်ဆိုတဲ့စကားလုံးလေးရှိတယ်ဟန်ဒိုတုဟန်ဒိုတုဆိုလို့ရှင်ကားရဲ့လက်ကင်ဗောနော်ဟန်ဒယ်ကိုပြောတာဖြစ်ပါတယ်ထိုရာခုဆိုလို့ရှင် truck ကားတွေကိုပြောတာဖြစ်ပါတယ်ကားတွေမှာဆိုလို့ရှင်ကျွန်တော် engine ရှိမယ်ပေါ့เนาะ engine ကို car carriage ဆိုတဲ့အတိတ်ပဲမျိုးလေးရှိမယ်ပြီးရင်ကျွန်တော်တို့မှာအဲချူးကိုရှာဆိုတဲ့ vocab မျိုးလေးပြီးထားတယ်ချူးကိုရှာဒါကကြတော့တပတ်ရစ်ကားပေါ့เนาะ second hand ကားတွေကိုချူးကိုဆိုပြီးတော့ခေါ်ပါတယ်ဒါလေးပြီးထားတယ်ပေါ့เนาะစာအုပ်ထဲမှာအဲ့တော့ ကားနဲ့ပတ်သက်တဲ့ဘောကပ်တွေကလည်းတကယ်အများကြီးရှိတယ်ပေါ့နော်တကယ်တကယ်ရင်မောင်းလိုက်စင် ဖြည့်မယ်ဆိုလို့ရှင်ဒီထက်ပိုပြီးတော့ပေါက်ကပ်တွေအများကြီးတည်ထားပေးဖို့လိုအပ်ပါသေးတယ်အဲ့တော့ N3 မှာတော့ဒါလေးပေးထားတယ်ပေါ့နော်ကျောင်းပြီးတော့ကားကိုအဲကားမောင်းပြီးသွားတဲ့ခါမှာကျောင်းကကိုးဆိုတဲ့ဘက်ကိုရောက်သွားတယ်ကျောင်းဘက်ကိုရောက်သွားတယ်ပေါ့နော်ကျောင်းမှာကျောင်းဝင်တာကိုကျောင်းက New Gaku ဆိုပြီးတော့တုံးပါတယ်ဂျပန်ရဲ့ကျောင်းတော်တော်များများမှာ New Gaku Shiki ဆိုတာရှိတယ်ပေါ့နော်သူကကျောင်းဝင်ပြီဆိုလို့ရှင်ဒီဟိုဖွင့်ပွဲပေါ့နော် New Gaku Shiki လုပ်တယ်ပြီးလို့ရှင်ကျောင်းမှာဒီ Sosukyo Shiki ဆိုတဲ့ဟာရှိတယ်ပွဲရပြီဆိုလို့ရှင် Sosukyo Shiki ပေါ့နော် Ceremony ရှိတယ်အဲ့တော့ကျောင်းကိုပုံမှန်သွားတဲ့ဥစ္စာကို Suga ခုဆိုပြီးတော့တုံးပါ ါတယ်ဈကခုအလုတ်ကိုပုံအလုတ်သွားတာကြာကျွန်တော်ကစူးခင်းဆိုပြီးတော့ခေါ်တာဟုတ်နော်စူးခင်းဆိုပြီးတော့ခေါ်တယ်အဲ့ဒီစခိယစကလုံးလေးကခါယောဥသွားပြန်လုတ်တဲ့ဆိုတဲ့ buff လေးဖြစ်ပါတယ်ပြီးရင်ကျွန်တော်မှဆိုလို့ရှိရင်ဂခုနန်းဆိုတဲ့ဥစ္စာရှိမယ်ဂခုနန်းပညာတက်နှစ်ပေါ့နော်ဘယ်နှစ်လဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်ပြီးရင်ကျွန်တော်အဲ့ဒီတက်နှစ်ထဲမှာဆိုလို့ရှိရင်ဂခီဆိုတဲ့ semester ပေါ့နော်အဲဘယ် semester လဲဆိုတဲ့စတင်စတဲ့နဲ့နှစ်ဝက်ပေါ့နော်အဲဘလောက်ဘလောက်ဘလောက်ဆိုပြီးရရှိရအောင် first semester second semester အစားရှိတဲ့ဖြစ်ပေါ့เนาะအဲ့တော့ကျောင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေအဲလုတ်လို့မရတာကချီခုတ်ခုဆိုရဘောကပ်လေးဖြစ်ပါတယ်အဲလိမ့်ရင်လည်းလိမ့်ပေါ့နော်ချီခုတ်ခုနောက်ကြတယ်ဆိုရအတိတ်ပဲလေးဖြစ်ပါတယ်ပေါ့နော်အဲ့တော့အခုတဲတုဆိုရဘော်ဖလီယာနေလာတာဖြစ်ပါတယ်အခုတဲတုနောက်ကြတယ်ဆိုရဥစားလေးယာနေပြီးတော့ချီခုတ်ခုဆူတုဆိုပြီးတော့ဒီလိုမျိုးလုံးတွဲလေးလည်းရှိတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့မှာဒီစာဘိုးတုဆိုရဘော် buff လေးရှိမယ်စာဘိုးဒူရှိရခါတခဏလေးနဲ့ရေးပြရမယ်အကြောင်းပြတာအလုပ်ပြတာကိုစာဘိုးဒူဆိုပြီးတော့တုံနေပေါ့နော်အဲရှူချူဆူဒူဆိုတဲ့ buff လေးရှိမယ်ရှူချူဆူဒူအယုံဆူဆိုင်တီဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ဣနေမူဒီဣနေမူဒီဣနေမူဒီကကြတော့အိမ်အိမ်ငိုက်တာပေါ့နော်ရိုးရိုးနေမူဒူဆိုလို့ရှင်တော့ဒါအိတ်ချင်တာပေါ့ဒါပေမဲ့ဣနေမူဒီဆိုလို့ရှင်အိမ်ငိုက်တာပေါ့နော်နေမူဒူ နော်အီနေမူဒီနေမူဒူဆိုတဲ့စကားလုံးလေးရှိပါတယ်ပြီးရင်ကျွန်တော်တို့မှာနေဘူးဆိုခုဆိုတဲ့ backup လေးပေးထားတယ်နေဘူးဆိုခုနေဘူးဆိုခုဆိုတာကအေးရေးမဝတာပေါ့နော်အရှိအယိုးယိုးနေတို့ကိုမှအနောက်ကဒီဖုဆိုခုမလုံလောက်ချင်းဆိုတဲ့စကားလုံးလေးနဲ့ပေါင်းပြီးတော့နေဘူးဆိုခုအေး အရင်မဝဘူးဆိုတော့ကတ်မျိုးလေးဖြစ်သွားတယ်သူကဒီဖူဆိုခုရဲ့ဆိုခုလေးကလေကျွန်တော်တို့သိထားတာကအရှိဆိုပေမဲ့သူကထာရီဒုလုံလောက်တယ်ဆိုရယ်စကလုံးလေးရနေလာတယ်เนาะအဲ့လိုမျိုးလေးတွဲတခါရဲတွဲပြီးတော့သိထားပေးပါပြီးရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော်မှာဒီခိကန်ဆိုရယ်ဘောကတ်မျိုးလေးပြီးထားခိကန်ခိကန်ဆိုတာကသူကကာလာအပိုင်းချောက်ပြောတာတတိထားမှာကခိကန်နဲ့လွဲလီလွဲထားရှိတယ်ခိကန်ရဲ့ခန်းလေးကကြတော့သူကခါကီဒုခါကီဒုခါကီဒုဆိုတာကတန်တက်ထားတယ်ဆိုရယ်အတိတ်ပဲဖြစ်တဲ့အတွက်ခိကန်ဆိုလို့ရှိရင်ကျွန်တော်တို့အတိတ်ပဲကဒက်လိုင်းပေါ့เนาะဒက်လိုင်းနောက်ဆုံး ထားပေးရမယ့် deadline ကိုပြောတာဖြစ်ပြီးတော့ခိကန်ဆိုလို့ရှင်ကကြတော့သူကကာလာအပိုင်းချာဘဏ္ဍလာကြာရဲဘဏ္ဍလာဆိုတဲ့အသေးပဲမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုလွယ်လေးလွယ်ထားရှိတဲ့အတွက်တတိချာချာလေးချက်ပေးပါပြီးလို့ရှင်ကြောင်းဒီပိုင်းမှာဆိုလို့ရှင်ကြီးကန်ဝါဒီကြီးကန်ဝါဒီဆိုလို့ရှင်ဒါအချိန်စရာကိုပြောတာဖြစ်ပါတယ်ပြီးလို့ရှင်ကျောင်းမှာဒီခိုးမုတ်ခုဆိုတဲ့ vocab လေးမှတ်ထားပေးတယ်လားခိုးမုတ်ခုဆိုတာက item အချက်အလက်တွေကိုပြောတာပေါ့နော်ခိုးမုတ်ခုဆိုပြီးတော့ပြောတယ်အဲပြီးရင်တော့ဒီမှာပါပေးထားသေးလဲဆိုတော့ဇားဆယ်ခီထိုင်ကုန်ဆိုတဲ့ vocab မျိုးလေးပေးထားတယ်စူဝါဒုဆိုတဲ့ စကားလုံးလေးနဲ့ပေါ့နော်စူအားတို့ဆိုတဲ့စကားလုံးလေးနဲ့ပေးထားတယ်။ပြီးခိကန်းကိုနောက်တစ်မျိုးကျွန်တော်ပြောလို့ရသေးတာကရှီမဲခိတီဆိုပြီးတော့လည်းပြောလို့ရရှီမဲခိတီရှီမဲခိတီဒက်လိုင်းပေါ့နော်နောက်ဆုံးထားပေးရမယ့်ရက်အဲရှီမဲခိတီဒီလိုပေါ့ကတ်မျိုးလေးတွေရှိမယ်။အဲပြီးလို့ရှိရင်အာခါရှိတရှိဆိုတဲ့ပေါ့ကတ်မျိုးလေးရှိမယ်။ ခါရှိတာရှိခါရှိတာရှိဆိုတာကငှားယူတာပေါ့เนาะဟိုဟို rent ငှားပေးတာမျိုးပေါ့เนาะဟိုတော့ခါရှိတာရှိဆိုလို့ရှင်စာအုပ်ငှားပေးတာမျိုးပေါ့เนาะဒါမျိုးလေးရှိမယ်ပြင်ကြုံမာဒီ to shotgun ဆိုရဲ to shotgun အဲ to shotgun စာကြည့်တိုင်းဆိုရဲပေါ့ကံမျိုးလေးလေးရှိမယ် hankyaku suru hankyaku suru hankyaku suru vocabulary မှတ်ထားပေးတည်လား hankyaku suru hankyaku suru က return ပေါ့နော်ကိုယူထားတဲ့ပစ္စည်းကိုသူ့နေရာမှာသူသွားပြီးတော့ပြန်ထားတာမျိုးပေါ့နော် ဂျပန်မှာအားဒီတော်တော်များများက self service များတယ်ပေါ့နော် coffee ဆိုင်ဒီပိုင်းမှာဆိုလို့ရှင်ကိုထိုင်ကိုကိုတောက်ထားတဲ့ခွက်တို့ဘန်တို့ဆိုလို့ရှင်သူ့နေရာသူသွားပြန်ထားပေးရမျိုးပေါ့နော်အဲ့ဒါမျိုးဆိုသူတို့ကဒီ hankyaku gucci တို့ပါတော့အဲ့လိုမျိုးလေးပြန်ပေးရမယ့်နေရာမျိုးလေးအဲ့လိုမျိုးလေးရေးထားပေးရမျိုးရှိရပေါ့နော်အဲ့တော့ဒါအဲ့လို hankyaku ဆိုရခန်းကြီးလေးမြင်လို့ရှင်အဲ့နေရာမှာသွားပြီးတော့ပြန်ထားပေးရမှာဖြစ်ပါတယ်ပြီးရင် nafuda ဆိုတဲ့ဘောကတ်မျိုးလေးပေးထားတယ် nafuda ဖူတာကကြတော့ကပ်ပြားပေါ့နော်နာဖူတာဆိုလို့ရှင်ဒါနာမည်ကပ်ကိုပြောတာဖြစ်တယ်ပေါ့နော်အဲပြီးလို့ရှင်ကျွန်တော် Q shock ခုဆိုရဘောကပ်လေးပေးထားတယ် Q shock ခု Q shock ခုရဲ့ Q လေးဘာမှမြင်ဘူးလဲဆိုတော့ Curio ဆိုရဘောကပ်မျိုးလေးမှမြင်ဘူးလေ Curio ဆိုတာကျွန်တော်တို့ကြိုက်တဲ့ Curio Lasa ကိုပြောတာပေါ့နော် Curio Lasa Q shock ခုဆိုတာကကျောင်းမှာထမင်းကျွေးရဲ့ system ပေါ့နော်အဲ့ဒါမျိုးဆို Q shock ခုဆိုပြီးတော့ပြောတယ်တိုင်းဤခုဆိုရဘောကပ်မျိုးလေးပေးထားတယ်တိုင်းဤခုဆိုတာကအာကစားကိုပြောတာဖြစ်ပါတယ်တိုင်းဤခုအရှိကခရာဒခန္ဓာကိုယ်ဆိုတဲ့စကားလုံးလေးနဲ့နောက်ကကြတော့ ော့ဆိုတာတဲတို့အဲပြုစုပြုထောင်းနေဆိုတဲ့စကားလုံးလေးနဲ့ပေါင်းပြီးတော့တာအီခုဆိုရင်ကျွန်တော်ကာယပေါ့နော်ကာယချိန်နေပါတယ်ဆိုလို့ရှိရင်တာအီခုဆိုပြီးတော့တုံးတယ်ဒီမှာတန်ကော့ဆိုရဘောကမျိုးလေးပေးထားတယ်ဒီလားဒီကော့လေးကကြာတော့ဟိုရင်တော့ညီဟုံးကော့တို့ဘာလို့မှမြင်နေကြစကားလုံးလေးပဲပေါ့နော်ဒီတန်လေးကကြာတော့ဒီမျိုးခန်တန်းရဲ့တန်းလေးဖြစ်ပါတယ်လွယ်ကူတော့ဆိုတဲ့စကားလုံးလေးပေါ့နော်လွယ်ကူတဲ့ဘာသာစကားကဒီမှာတန်ကော့ကျွန်တော်အခုကြက်နေတဲ့တန်ကော့ပေါ့နော်ဝေါ်ဟာရာတွေကိုတန်ကော့ဆိုပြီးတော့ခေါ်တာဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော် vocabulary စကားလုံးနေရှိမယ်ပြီးလို့ရှိရင်အလွတ်ကျက်တဲ့ဥစ္စာကိုဂျပန်လိုဆိုလို့ရှိရင် anki sudo ဆိုပြီး 到買。 အန်ခီဆိုလိုအလွတ်ကျက်တာပေါ့နော်အန်ခီရဲ့အန်လေးကကြတော့ခူတားကြီးမှောင်နေဆွဲစကလုံးလေးဖြစ်ပြီးတော့ခီကကြတော့အဲရှီရုစုဆိုရဲရေးသွင်းတယ်ဆွဲစကလုံးလေးဖြစ်ပါတယ်ရှီတုစုရေးသွင်းတယ်ကျွန်တော်အဲ့ဒါကိုဘာမှမြင်ဘူးလဲဆိုလို့ရှင်နိခီတို့ဘာလို့မှမြင်ဘူးတယ်နိခီတို့ခီနျူရေးသွင်းခြင်းတို့ဘာလို့မှမြင်ဘူးတယ်ပေါ့နော်အဲ့တော့တလုံးမြင်တာနဲ့လူမျိုးပေါ်ကပ်လေးတခါရသွားပြီပေါ့နော်တန်ကောဆွဲပေါ်ကပ်လေးရှိမယ်အန်ခီဆွဲပေါ်ကပ်မျိုးလေးရှိမယ်ခီယိုခုဆွဲပေါ်ကပ်လေးရောမှတ်ထားပြပါအောင်ခီယိုခုခီယိုခုဆိုတာကမှတ်ညံပေါ့နော်မှတ်မိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးခ ီယိုကုစုတို့အိုဘိုအေရုကကြတော့ယုတ်တည့်ရဲ့တတိယရာတို့မှတ်ထားတာတို့ပါဆိုအဲယက်ကုအိုဘွဲတို့ဒါပေမဲ့ကြော်ဒီခီယိုကုနီနိုကိုရုဆိုလို့ရှင်ခီယိုကုနီနိုကိုတင်တိုင်းဆိုလို့ရှင်ငါမှတ်ညံနေမှာမကြံတော့ဘူးမရှိတော့ဘူးမသိတော့ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဒါမှတ်ညံဆိုတဲ့အဓိပ္ပာယ်လေးဖြစ်တယ်ဒါကတော့အိုဘိုအေရုကတော့မှတ်မိသည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ခူဒီခာအေစုဆိုတဲ့ဘောကတ်မျိုးလေးရှိမယ်ထက်ခါထက်ခါလုတ်တဲ့ဥစ္စာ repeat လုတ်တဲ့ဥစ္စာကိုခူဒီခာအေစုဆိုပြီးတော့တုံးပါတယ်အဲ့တော့ဒီ ဥစ္စာတွေလည်းဘောကပ်တွေလည်းနားထောင်လို့ရှင် ပထမတစ်ခေါက်တော့မှတ်မိအောင်မှာမဟုတ်ဒါပေမဲ့ထက်ကတကနားထောင်ရင်လည်းသူ့အတူပေါ့နော်အုံနောက်ကအလုပ်လုပ်ကြမလို့ပဲနားမှတ်မိသွားမျိုးဖြစ်နိုင်တဲ့အတွက်အဲ့တော့စာမကျက်ချင်ဘူးဆိုလို့ရှင်ထက်ကနှစ်ခါနားထောင်မှာပေါ့နော်ပြီးလို့ရှင်ကျွန်တော်ရိုးရိုးခိခုဆိုလို့ရှင်တော့နားထောင်တာပေါ့နော်ခိခိတိုတူဆိုလို့ရှင်တိတိချာချာဂယုစိုက်ပြီးတော့နားထောင်တာပါအဲ့ဒါကြောင့်ဟိုခိခိတိုဒီရန်ရှူတို့ပါလို့ဆိုလို့ရှင် listening နေပိုင်းမှာဆိုတိတိချာချာလေးအာယုံစူးစိုက်ပြီးနားထောင်ရတာကိုခိခိတိုတူဆိုပြီးတော့ဒီလိုမျိုးလေးတုံးတယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ် ပြီးလို့ရှိရင်ခိခိနာအိုးစုဆိုလို့ရှိရင်ကိုကြားတဲ့ဥစ္စာကိုပေါ့နော်မှန်လားမမှန်လားထပ်ပြီးတော့နားထောင်တာပြန်ပြီးတော့တတိချာချာပြန်နားထောင်တာကိုခိခိနာအိုးစုဆိုပြီးတော့သုံးတယ်ဥမာအီနာအိုးစုဆိုရင်လည်းအဲ့လိုပဲပေါ့နော်ပြန်ပြီးတော့ပြန်ပြောတဲ့ဥစ္စာမျိုးခေါ်တယ်ပေါ့နော်အေခိုင်ဝါဆိုလို့ရှိရင်ဒါအင်္ဂလိပ် စာဘာသာစကားပြောတဲ့ဥစ္စာစကားပြောပေါ့နော်အေခိုင်ဝဆိုရဘောကတ်မျိုးလေးရှိမယ်ပြီးလို့ရှိရင်ကျုံးမှာ new moon ဆိုရဘောကတ်လေးရှိတယ်ဒီလားဖတ်စာအုပ်တော်တော်များများရဲ့တိုက်တဲ့အနေနဲ့တွေ့ရတဲ့ new moon ဆိုတာကတော့ပထမဆုံးအခြေခံအကြဆုံး basic foundation ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဟိုတစ်ခုခုအတွက်အဲ ဟို日本語 new mo ဆိုလို့ရှင်လဲဒါဂျပန်ဘာသာစကားအခြေခံဆိုပုံစံမျိုးလေးနဲ့အဲ့လို new mo ဆိုပေါကတ်မျိုးလေးရှိရပေါ့နော်ဒါမျိုးလေးလက်မှတ်ထားပေးပါ shitagaki ဆိုပေါကတ်လေးပေးထားတယ် shitagaki shitagaki ဆိုတာကအကြမ်းရေးခြင်း draft အကြမ်းရေးတာကို shitagaki ဆိုပြီးတော့ခေါ်ပါတယ်အဲ့မှာတတိထားမှာလေဒီလား uwagaki ဆို entry ဆိုပြောလိုက်တော့မှတခါရ uwagaki ဆိုတာကလေအပေါ်မှာရေးတာအချောရေးတာပြောမှာမဟုတ်ဘူးနော် uwagaki ဆိုတာကကျွန်တော် english လို့ဆိုလို့ရှင် override ဆိုတဲ့အဓိပ္ပာယ်မျိုးလေးအဲ့တော့ဟို override ဆိုတဲ့အဓိပ္ပာယ်လေးကိုမသိဘူးဆိုလို့ရှင်ဒါထပ်ပြီးတော့ ိုဥမာပေါ့เนาะကျွန်တော်တခုခုရေးလိုက်တယ်ရေးပြီးတော့အဲ့ဒီဥစ္စာကိုဟိုအဲ့ဒီပွားနေပြီးတော့ထပ်ပြီးတော့ဒီလိုမျိုးပေါ့เนาะဟို file တွေ save တဲ့အခါကျလို့ရှင်တူညီတဲ့ file တစ်ခုတည်းကိုကျွန်တော်က set ထဲမှာနှစ်ခုထားလို့မရအောင်အဲ့တော့အဲနံပါတ်တူနေရာရှိတယ်အပေါ်ကနေ override လုပ်မှာလားဆိုတော့သူ့နေရာမှာအပေါ်ကနေအစားထိုးပြီးတော့ထည့်လိုက်တာ uaga key ဆိုပြီးတော့ခေါ်တာပေါ့နော်အဲ့တော့ uaga key နဲ့ shitaga key เนี่ยလုံးဝမတူတဲ့အတိတ်ပဲ꽌ပြားတဲ့ backup နှလုံးဖြစ်တဲ့အတွက်အဲ့ဒါလေးတတိထားပေးပါနော်အဲပြီးလို့ရှင်အချောရေးတာကိုကြာတော့ကျွန်တော်က save shot ဆိုပြီးတော့ခေါ်ပါတယ် save shot save shot save shot အချောရေးတာပေါ့နော်အရှိကတော့ key ရောဤတန့်စင်တော့ဆိုတဲ့စကားလုံးလေးနဲ့အဲ ချော်ရည်တာအဲ့တော့အကျန်းရည်တာကရှိတာကခိဖြစ်ပြီးတော့အချော်ရည်တာကဆေးလျှော့ဆိုရယ်ပေါ့ကမျိုးလေးဖြစ်ပါတယ်အဲပြီးလို့ရှိရင်ကျောင်းမှာအဲအာရာဝါရဲတုဆိုရယ်ပေါ့ဖလေးတွေရှိမယ်အာရာဝါရဲတုဒါကပေါ်ထွက်လာတယ်ဆိုရယ်စကလုံးလေးဖြစ်ပြီးတော့နောက်ထပ်အာရာဝါရဲတုလေးတစ်ခုရှိအောင်မယ်ဒါလေးဒါကတော့ဖော်ပြသည်ဆိုရယ်စကလုံးလေးဖြစ်ပါတယ်အာရာဝါရဲတုသူ့ကိုတစ်ခါတလေကြားရလို့မျိုးဟျောကြည့် ်ဖော်ပြချက်ဆိုပြီးတော့ဒီလိုမျိုးလေးတွေ့ရတတ်တယ်ပေါ့နော်အဲ့တော့ဒါမျိုးလေးရှိမယ်အဲ့တော့ပုံမြင်လေးတွေကိုမိုနိုကတာတိဆိုပြီးတော့ခေါ်ပါတယ်မိုနိုကတာတိအ ပေါ့နော်ဟိုဟိုကျွန်တော်ဟိုရှစ်ရှစ်တောင်းပုံပြင်နေဆိုလို့ရှိရင်တော့မူခရှိပါနာရှိဆိုပြီးတော့အဲ့လိုမျိုးလဲခေါ်ရပေါ့နော်မိုနိုဂါတာရီဆိုနေနေဒန်နာရီဆန်တဲ့ပုံပြင်လေးဒါမျိုးလေးခေါ်တာဖြစ်တယ်အဲ့တော့ကျွန်တော်အကြောင်းမှာကိုယ့်ရဲ့လေ့လာတဲ့ဘာသာရပ်တွေရှိတယ်အဲ့ဒီဘာသာရပ်တွေကိုချောကဆိုပြီးတော့ခေါ်ပါတယ်ချောကအနောက်ကဟာလီကဒီခမိုခူကနေလာတာပေါ့နော်ခမိုခူ subject ဆိုတဲ့ဥစားလေးကနေလာတာဖြစ်ပြီးတော့အဲချောကဆိုလို့ရှိရင် ဘာသာရဲ့ subject ဆိုရဘောကမျိုးလေးဖြစ်သွားမယ်ပေါ့နော်ပြီးကျွန်တော်မှာဒီတာရှိဆန်းဆိုရဘောကမျိုးလေးရှိမယ်တာရှိဆန်းတာရှိဆန်းဆိုတာကပေါင်းလက်ကိုပြောတာဖြစ်တယ်သူက case ဆူတူကက်ကူလိတ်လုပ်တယ်တွက်ချက်တီဆိုရစကားလုံးလေးကနေလာတာဖြစ်တယ်တာရှိဆန်းပေါ့နော်ဥမာ hiki ဆန်းဆိုလို့ရှိရင်ဒါနှုတ်လက်ဆိုရအဓိပ္ပာယ် wadi ဆန်းဆိုလို့ရှိရင်စားလက်ဆိုရအဓိပ္ပာယ်ဖြစ်ပြီးတော့ khake ဆန်းဆိုလို့ရှိရင်အာတခါရဲမြောက်လက်ဆိုပြီးတော့ဒီလိုမျိုးလေးထွက်လာမယ်ပေါ့နော်ခန်းကြီးလေးနဲ့ရေးလိုက်ပါမယ် တာမျိုးလေးရှိပါတယ်အဲ့တော့အဲညီမြချင်းကို eco root ဆိုပြီးတော့ခေါ်ပါတယ် eco root ဟာ eco root ညီမြချင်းပေါ့เนาะပြီးကျောင်းမှာဒီစံခခု k ဆိုရဘောကမျိုးလေးရှိမယ်စံခခု k ဆိုတာကစံခခုခခုဆိုတာကတောင်းကိုပြောတာစံခခု k ဆိုတရိကံဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားတယ်ရှိခခုဆိုလို့ရှင့် အဲရှီခါကုဒါဆိုလို့ရှိရင်ရှီခါကုဆိုစတူရန်ပေါ့နော်4000ဆိုရစကလုံးလေးဖြစ်သွားတယ်ကျွန်တော်စောစောရေးလိုက်တဲ့အချိန်မှာရှီခါကုကဒီဘော့ကပ်လေးနဲ့ထပ်ပြီးတော့ထွက်လာဒီရှီခါကုဆိုတာက qualification နေဟွန်ကောရှီခါကုဆိုလို့ရှိရင်ဂျပန်စာအရေးအချင်းကိုပြောတာပေါ့နော်ရှီခါကုကိုထိုးရူးဆိုလို့ရှိရင်အဲ certificate တွေယူတာမျိုးပေါ့နော်စာမုပ်ပွဲအောင်လို့ကျွန်တော် certificate ရရင်အဲ့ဒီဟာကကျွန်တော်တို့အတွက်အဲရှီခါကုဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ရှီခါကုဆိုတာ qualification ဆိုရစကလုံးလေးဖြစ်ပါတယ်သူကရှီရီယောတို့ဘာတို့မှမြင်ဘူးတဲ့စကလုံးလေးဖြစ်ပြီးတော့အနောက်ကကြတော့ဒီ ကျွန်တော်တည်ရခေါခခုမှာပါတဲ့စကားလုံးလေးပေါ့နော်ခေါခခုဆာမပွဲအောင်နေမှာပါတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ရှိခခုဆိုတဲ့ vocabulary လည်းမှတ်ထားပေးပါနော်ဒါမျိုးလေးတွေရှိမယ်อืมပြီးရင် jogi ဆိုတဲ့ vocabulary လာ jogi jogi ပေတံကိုပြောတာဖြစ်ပါတယ် jogi ပေတံကိုပြောတာပါ ကြီးရှူးဆိုလို့ရှင်ကြီးရှူးစုတုဆိုလို့ရှင်ကိုယ့်ဘက်ကိုလေလာအခန်းကြီးမြင်လာနဲ့တည်တယ်ကြီးကကြတော့ကြီးပွန်တဲ့အနောက်ကနာရာဦးလေလာတာဖြစ်တဲ့အတွက်ကြီးရှူးစုတုဆိုလို့ရှင်ကိုယ့်ဘက်ကိုလေလာပြောတာဖြစ်ပါတယ်အဲကျွန်တော်တို့မှာဆိုလို့ရှင်ရိုမာကြီးဆိုတဲ့ဗောကမျိုးလေးတွေရှိမယ်ရိုမာကြီးเนาะရိုမာကြီးဒါ English လို့အတန်ထွက်စကားလုံးလေး English လို့ကားလိုက်တာလေးနဲ့ဂျပန်စကားလုံးလေးတွေအတန်ထွက်ရေးတာမျိုးပေါ့เนาะရိုမာကြီးလေးရှိမယ်ပြီးလို့ရှင်ကျွန်တော်တို့မှာခတာခနာဆိုတဲ့ဗောကမျိုးလေးရှိမယ်ပေါ့เนาะဒါကြအခန်းကြီးနဲ့ရေးတယ်ဆိုဒီလိုမျိုးလေးဖြစ်သွားမယ်ဒီလားအဲ့တော့ခတာခနာ ာရှိမယ်ဟီတာကနာရှိမယ်ဒါမျိုးလေးရှိမှာပေါ့နော်ခန်းကြီးရဲ့ခန်းကြီးလေးရောသိပါသလားအဲ့တော့ဒါမျိုးလေးလည်းသိထားအောင်ပဲပေါ့နော်အနောက်ကစကလုံးလေးကတော့ကြီးဆိုတာကစကလုံးပြောတာပေါ့နော်မိုကြီးကနေလာမိုကြီးဆိုစကလုံးလေးပေါ့နော်စကလုံးလေးရှိမယ်အဲဒါမျိုးလေးရှိမယ် ိုခိုးဆိုတဲ့ vocab လေးရှိတယ်ဟိုခိုးဒီခန်းကြီးကြီးလိုက်တယ်ဆိုလို့ရှင်တော့ဒါလမ်းလျှောက်သွားရဲဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်ပြီးတော့ဟိုခိုးရှာဆိုလို့ရှင်ဒါဟိုလမ်းသွားလမ်းလာတွေပေါ့နော်ဟိုခိုးရှာဆိုလမ်းသွားလမ်းလာကျွန်တော်ပြောရှင်တဲ့ဟိုခိုးကအဲ့ဟိုခိုးမဟုတ်ဘူးဒီဟိုခိုးပေါ့နော်ဟိုခိုးအရှိကဟိုလေးကကြတော့သူကမဟုတ်မှလွယ်ရောအိုဂီနာဟုအိုဂီနာဟုဆိုတာကဖြည့်တာပေါ့နော်ခိုးကကြတော့ကျွန်တော်တို့ အဲခိုးကြီးတို့ဘာလို့မှပါရဲလက်ချာတို့ဘာလို့မှပါရဲစကားလုံးလေးဖြစ်တဲ့အတွက်ဟိုခိုးဆိုလို့ရှင်ဒါထပ်ပြီးတော့ပေါ့နော်အဲအချိန်အချိန်ပိုတင်တာပေါ့နော်ထပ်ထပ်မှန်ပြီးတော့ဒါဟိုမလုံလောက်တဲ့အတွက်ဆောင်ဝက်ကျသွားလို့ပဲဖြစ်တကူကူကြောင့်ပေါ့နော်ထပ်ပြီးတော့ပြန်ပြီးတော့လေလာတာမျိုးဟိုခိုးဆိုပြီးတော့သုံးတာဖြစ်ပါတယ်အဲ့တော့ဒါမျိုးလေးလက်မှတ်ထားပေးနော် ပြီးလို့ရှင်ကျွန်တော်တို့မှဒီ MP6 ဆိုတဲ့ဘောကမျိုးလေးရှိမယ်ခဲတံပေါ့နော် MP6 ခဲရန်ခက်ကြီးလေးတွေကဟို undo လောက်ရအောင်ကြက်ရမှာဆိုတော့တခါတည်းမျိုးလုံးနဲ့မှတ်မိနေရဆိုလို့ရှင်တော့ကောင်းတယ်ပေါ့နော်အဲ MP6 ရဲ့အန်လေးဆိုလို့ရှင်နာမာဒီခဲဆိုတဲ့ဘောကလေးဖြစ် 比 solution 到付的，收 o 算是个能力偏大无？那像按组、按弯腰路 o 那比较工地多还是说，而且还比较不高的，地、嗯、带，然后啊没没消费那啥比较级别吧？solution，那哒。 ခဲတန်ချွန်နေဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒါရီကခုကိုသွားမယ်ပေါ့နော်တက္ကသိုလ်သွားမှာပဲဒါရီကခုတက္ကသိုလ်တက္ကသိုလ်မှာဆိုလို့ရှိရင်ကျွန်တော်ကဂါခုဘူးဆိုတဲ့ဥစ္စာမျိုးတွေရှိတယ်ဘယ်အဲဘယ်ဘယ်ဌာနလဲဆိုတဲ့ဥစ္စာမျိုးတွေပေါ့နော်အထက်မှာကျောင်းထဲမှာကျွန်တော်ဌာနကြီးပြန်ပြီးတော့ကွဲသွားမျိုးတွေရှိတယ်အဲ့ဒီမှာမမကျောင်းမှာဒီဘွန်ခေးဆိုလို့ရှိရင်ဒါ literature ဆိုတဲ့စကားလုံးလေးဖြစ်တယ်ပေါ့နော်ဘွန်ခေလာရီခေလာဆိုတဲ့ဥစ္စာမျိုးပေါ့နော် engineer တွေကတော့ဒါရီခေကိုပြောတာပေါ့ကျွန်တော်ဘာသာစကားလေးလာရဲ့သူတွေစာပေလေးလာရဲ့လူတွေဆိုလို့ရှိရင် literature BA တို့ BSc တို့ရှိတာပေါ့နော်အဲ့တော့ဘွန်ခေဆိုရင် literature ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အဲ့တော့ဒါကဆိုတဲ့ဥစ္စာမျိုးလေးရှိမယ်ဒီကျောင်းရဲ့ကျောင်းရဲ့ဌာနပေါ့နော်ဘယ်ဌာနလဲဆိုရယ်ဘယ်ဘယ် course လဲဆိုတဲ့ဥစ္စာမျိုး Nihongo ga ga ဆိုလို့ရှိရင်ဂျပန်ဘာသာစကားဌာနဆိုတာဒါမျိုးလေးပြန်ပြီးတော့ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျောင်းမှာကျွန်တော် major ယူတဲ့ဥစ္စာကို Sankho Suru ဆိုပြီးတော့သုံးပါတယ်။ Sankho Suru ကျောင်းမှာဘာ major ယူမှာလဲပေါ့နော် Sankho Suru ဆန်ခိုးစုရဆန်ခိုးစုရရဲ့ဆန်လေးဆိုလို့ရှင်တွားလေးမိုပါရာဆိုရပေါ်ကပ်လေးဒီလားမိုပါရာများသောအားဖြင့်ဆွဲစကလုံးလေးဖြစ်တယ်ဆမ်မွန်ကတ်ကိုတို့ဘာလို့မှဆိုလို့ရှင်လဲသူပါတတ်တယ်ပေါ့နော်ဒါမျိုးလေးရှိမယ်အဲပြီးလို့ရှင်ကျောင်းမှာဂါခူရှိလို့ခေါ်တဲ့ဒီကျောင်းပညာတော်တဲ့စရိတ်တွေရှိမယ်ပေါ့နော်အဲ့ဒါကိုမမကျောင်းကဒီရှောဂါခင်းလို့ခေါ်တဲ့ရှောဂါခူခင်းလို့ခေါ်တဲ့အဲပညာတင်ထောက်ပံ့ စရိတ်ပေါ့နော် scholarship ကိုဂျပန်လိုဆိုလို့ရှိရင် shogakukan ဆိုပြီးတော့ခေါ်တယ် shogakukan နေရှိမယ်ဒီဟာမျိုးလေးရှိမယ်ပေါ့နော်အဲ့တော့ကျောင်းနေမှာဆိုလို့ရှိရင်လည်းအမျိုးအစားမျိုးစုံရှိနိုင်တယ် koritsu ဆိုလို့ရှိရင်ဒီ kho ပေါ့နော် public public ဆိုတဲ့စကားလုံးလေး kho an တို့ဘာလို့မှပါတဲ့ kho လေးနဲ့ပေါင်းပြီးတော့ koritsu ဆိုလို့ရှိရင်ဒါဟို public school တွေပေါ့နော်ဒါမျိုးလေးရှိမယ်ကျွန်တော် kokuritsu ဆိုလို့ရှိရင်ဒါနိုင်ငံကတည်ထောင်ထားတဲ့အဲကျောင်းနေရှိမယ်ပြီးလို့ရှိရင် shiritsu ဆိုလို့ရှိရင်ဒါပုဂ္ဂလိကကျောင်းနေရှိမယ်ပေါ့နော် shiritsu ပုဂ္ဂလိက ကကျောင်းဒီလိုမျိုးပေါ့ကမျိုးလေးလည်းထပ်ပြီးတော့မှတ်ပေးရမှာပေါ့နော်အဲ့တော့ကျောင်းမှာအဲတက္ကသိုလ်မှာရှိတဲ့ professor ကျွန်တော်ဂျူတာတို့ပါဦးခေါ်မှာပေါ့နော်အဲကျော်ဂျူဆိုပြီးတော့ခေါ်ပါတယ်ကျော်ဂျူကျော်ဂျူ professor ဆိုတဲ့စကားလုံးလေးရှိမှာပေါ့နော်ဒါမျိုးလေးရှိမှာတကယ်ဒေါက်တာတွေပေါ့နော်စာတော်တဲ့ဟိုလုံးဝ professor ကြီးတွေဆိုဟာခဆဲဆိုပြီးတော့ခေါ်တာမျိုးလေးလည်းရှိတယ်ပေါ့နော်ဒါမျိုးလေးလက်မှတ်ထားပေးရမယ်အဲပြီးလို့ရှိရင် seminar တွေကိုခါတာခဏနဲ့ဒီလိုဈေးမိဆိုပြီးတော့ရေးလို့ရှိရင်ဒါ ဆက်မီနာပွဲဟိုဆက်မီနာတွေကိုပြောတာပေါ့နော်ဆက်မီနာရှိမယ်ပြီးရင် hitsuke ဆိုတဲ့ဘောကမျိုးလေးပေါ့နော် hitsuke hitsuke date တွေဆိုတဲ့စကားလုံးလေးတွေရော hisha ဆိုတဲ့ဘောကမျိုးလေးရှိမယ် hisha hisha ကကြတော့စာရေးသူဆိုတဲ့စကားလုံးလေးပါ nayo ဆိုတဲ့ဘောကလေးရှိရတယ်ဒီလား nayo ကဘာလို့လဲမသိရေးမထွက်ဘူးအဲ uchi ဆိုတဲ့ဘောကလေးရဲ့ဒီလိုမျိုးပေါ့နော်အဲ yo နိုင်ရောရေရော ara, 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 အော်ထွက်တယ်နိုင်ရောနိုင်ရောဆိုလို့ရှိရင်သူအကြောင်းအရာပေါ့နော် content ဆိုလို့ရှိရင်အကြောင်းအရာတွေကိုကျွန်တော်ကနိုင်ရောဆိုပြီးတော့ခေါ်ပါတယ်မာတိုမဲရုဆိုပေါ့ကပ်ပလေးကိုသိပါလားမာတိုမဲရုဆိုအနှစ်ချုံတာအကျုံအဲအတူချုံတာကိုမာတိုမဲရုဆိုပြီးတော့ခေါ်ရပေါ့နော်ပြီးရင်ကျွန်တော်က taste shoots ဆိုရပေါ့ကပ်မျိုးလေးတွေရှိမယ် taste shoots submit လုပ်တယ်ထက်တယ် shukudai တို့ပါတို့ shukudai ကို taste shoots တို့ဆိုလို့ရှိရင် shukudai shukudai ရဲ့အင်စာဆက်အင်စာထက်တာတို့ပါဆိုလို့ရှိရင် shukudai shukudai ကို taste shoots တို့ taste shoots တို့ဆိုရဟိုစာလေး report to taste shoots ုတို့ thesis ဆိုဆိုတော့တွားပြီးတော့ထက်တယ် submit လုပ်တယ်ဆိုတဲ့စကားလုံးလေးเนาะဒါလေးတော့တော်တော်လေးသုံးပါတယ်ရှင်းရိုအခိမဲရုဆိုပြီးတော့တုံးတာမျိုးလေးရှိတယ်ရှင်းရိုရှင်းရိုဆိုတာကရှစ်ဆက်ရှောက်မဲ့လမ်းပေါ့เนาะအဲ့တော့တကယ်လမ်းဆိုတာထက်ကိုကျွန်တော်ကဘာကိုဆက်လုံးမလဲဒါပြင်ဘာလုံးမလဲဆိုတဲ့ဥစ္စာမျိုးပေါ့เนาะနောက်ဆက်လုံးမဲ့ကိုယ့်ရဲ့လမ်းကြောင်းရွေးချယ်တာမျိုးအဲ့လိုရှင်းရိုခိမဲရုဆိုပြီးတော့ရှင်းရိုဆိုတဲ့စကားလုံးလေးနဲ့တုံးပါတယ်အရှိရရှင်းရိုရဲ့ရှင်းလေးကကြတော့သူကဆွဆွမှုရှစ်ဆက်သွားတယ်ဆိုတဲ့စကားလုံးလေးနဲ့ပေါ့เนาะอืม တော့ဒါမျိုးလေးရှိမယ်ပေါ့နော်ဒါ යි ကခု in ဆိုရယ် vocabulary ကိုမှတ်ထားပေးပါဒါ යි ကခု in ဒါ යි ကခု in ဆိုတာက master တက်တာကိုပြောတာတိလားအဲ့တော့ဒါ යි ကခုနဲ့ဒါ යි ကခုနေရာမတူဒါ යි ကခု in နေရာမတူပေါ့နော်ဒါရိုးရိုးတက်ကတူတက်တာဖြစ်ပြီးတော့ဒါ යි ကခု in ကကြောင့် master ဆက်တက်တာတိလားအဲ့တော့ဟို in လေးကကြောင့်အေးပြော in နဲ့ပါဆိုတော့တက်ကတူအစအဦးကိုပြောတာလားမသိဘူးဆိုပြီးတော့အဲ့လိုမျိုးမဖြစ်သွားနဲ့နော်ဒါ යි ကခု in ဆိုတာက master ဆက်တက်တာကိုပြောတာဖြစ်ပါတယ်အဲ့တော့ចောင်းဆက်တက်တာကိုရှင်ကခုဆိုပြီးတော့တုံပါတယ်ရှင်ကခုအဲ့တော့အဲရှင်ရှင်ကခုရှိမယ်ကျွန်တော်ចောင်းတက်နေတဲ့အချိန်မှာ ကျွန်တော်အချိန်ပိုင်းအလုပ်လုပ်တဲ့ဥစ္စာတွေဆိုလို့ရှင်အာရူဘိုက်တူပေါ့နော်အာရူဘိုက်တူဆိုရပေါ့ကံမျိုးလေးရှိမယ်အလုပ်လုပ်တဲ့အခါကျရင်အာရူဘိုက်တူလုပ်တဲ့အခါကျရင်ကျွန်တော်များသောအားဖြင့်အဲလိုမျိုး GQ ဆိုရဥစ္စာမျိုးလေးနဲ့လုပ်တယ်ဒါကြတော့ဟိုတနားကြီးဘလောက်ဆိုရဥစ္စာမျိုးလေးပေါ့နော် GQ ဆိုရပေါ့ကံမျိုးလေးရှိမယ်ပြီးကျောင်းမှဒီ Rio အဆောင်ဆိုရပေါ့ကံမျိုးလေးရှိမယ်ဂျူရှင်ကိုကြတော့ဂျူခုဆိုပြီးတော့ပြောပါတယ်ဂျူခုဂျူရှင်ပေါ့နော် Q ကခုစုလို့ဆိုလို့ရှင်ကျောင်းနာတာမျိုးပေါ့နော်တိုင်ကခုစုလို့ဆိုလို့ရှင်တော့ကျောင်းထွက်လိုက်တာအပေါ်မှာတော့ဆူဆူကြောပါပြီးသွားဆိုတော့မပြောတော့ဘူးပေါ့နော်ကျွန်တော်ကျောင်းနေမှာအမြဲတမ်းတွေ့ ွေ့နေရကြတော့ရှီခန်ဆာမိုးပွဲဆိုတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့ဝင်ခွင့်ဆာမိုးပွဲဖြီးတာကိုဂျူခန်ဆိုပြီးတော့တုံးတယ်ပေါ့နော်ဂျူခန်ဆိုလို့ ကျူခန်ကျူခန်ဂျပန်မှာတော့တော်တော်လေးကိုနာမည်ကြီးရဲ့ပေါ့ကပ်လေးပေါ့နော်ကျူခန်ဆိုလို့ဆာမဝဲဝင်ဖို့အတွက်ဝင်ခွင့်ဆာမဝဲဖြေတာကျူခန်ဆိုလို့ပေါ့နော်အဲ့တော့ဝင်ခွင့်ဆာမဝဲဖြေဖို့အတွက်စာကြိုးစားနေတဲ့ចောင်းသားတွေဆိုလို့ရှိရင်ကျူခန်စေးဆိုပြီးတော့ခေါ်ပါတယ်ကျူခန်စေးပေါ့နော်အဲ့တော့ဂေါခခုဆိုရဲ့ပေါ့ကပ်မျိုးလေးရှိမယ်ဂေါခခုဆာမဝဲအောင်တယ်ပေါ့နော်မအောင်ဘူးဆိုလို့ရှိရင်ရှေ့မှာဖုထည့်လိုက်တယ်ဖုဂေါခခုဆိုပြီးတော့ဖြစ်သွားမှာပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့ခူပါရုမွန်တိုင်းယောရှိကိုခူပါရုခူပါရုဆိုတာကဖြန့်ဝေတာ distribute လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဆာမဝဲမှာဆာမဝဲမွေးခွန်းဝေတာတွေပါဆိုရင်ခူပါရုဆိုပြီး ော့တုံးလို့ရတယ်အဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင်ရှီမေးအိုခခုနင်းဆိုလို့ရှီမေးရှိမေးဆိုကိုရဲ့နာမည်ပေါ့နော်ကိုရဲ့နာမည်ကိုရဲ့နာမည်ကို confirm လုပ်တယ်ဒါမျိုးလေးရှိမယ်ပေါ့နော်အဲဒါမျိုးလေးရှိမယ်ပြီးလို့ရှိရင်မေခွန်းနေကိုကြာတော့ကျွန်တော်ပုံမှန်တည်ထားပြီးသားမွန်တိုင်းဆိုပြီးတော့ခေါ်တယ်ပေါ့နော်အဲ့တော့မွန်တိုင်းယောရှိဆိုလို့ရှိရင်မွန်တိုင်းယောရှိဆိုလို့ရှိရင်ဒါမျိုးလေးနဲ့ရေးပြီးတော့မွန်တိုင်းယောရှိဆိုရင်စာမုပ်ပွဲအဖြစ် ဟိုမေကွန်မေကွန်စာရွက်ကိုပေါ့နော်မွန်တန်ယောရှိဆိုပြီးတော့ခေါ်တယ်ခိုင်တိုယောရှိဆိုလို့ရှင်ခိုင်တိုယောရှိဆိုရင်ဒါအဖြစ်စာရွက်ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ပုတ်စာတွေကိုကျွန်တော်ကတူဤဆိုပြီးတော့တစ်ခါတလေကြာရင်ခေါ်တယ်အဲ့ဒီပုတ်စာတွေကိုဖြည့်တဲ့ဥစ္စာကိုတူခုဖြည့်ရှင်းတယ်ဆိုပြီးတော့ဒီဟာမျိုးလေးနဲ့လည်းတုံတယ်ပေါ့နော်တူခုဖြည့်ရှင်းတယ်ဆိုတဲ့စကားလုံးလေးနဲ့တုံတယ်စိတ်ကိုင်းဆိုလို့ရှင်စိတ်ကိုင်းဆိုတာကအဖြစ်မှန်ကိုပြောတာဖြစ်ပါတယ်အဖြစ်မှန်တယ်ပေါ့နော်အဖြစ်မှန်တယ်စိတ်ကိုင်းအဲ့တော့ဆောင်းမိုးကစာကူးချတာကြောင့်ခန်းနင်းကူဆိုပြီးတော့တုံတယ်ပေါ့နော်ခန်းနင်းကူက ရှိနိုင်တယ်နဲ့အဲ့တော့ခန်းနင်းကုစုလို့ဆိုလို့ရှိရင်ဒါစခိုးချတာကိုပြောတာဖြစ်တယ်ပေါ့နော်ကျွန်တော်ဂီဒီ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 ဆိုလို့ရှိရင်အဲ့လိုကက်သီးလေးနဲ့အောင်သွားတာတို့ဂီဒီဂီဒီကောခါခူစတာတို့ပါတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ဂီဒီဂီဒီဆိုကက်သီးလေးဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ဆောင်မွက်ဖြေနိုင်လားလို့မေးလို့ရှိရင်အာဖြေနိုင်တယ်လည်းမဟုတ်ဘူးဖြေနိုင်ဘူးလည်းမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုတော့မာမာမာဆိုပြီးပြောလိုက်ရမာ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 ဒေစတာဆိုအဲဟိုဟိုလို့လည်းမဟုတ်ဘူးဒီလိုလည်းမဟုတ်ဘူးဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့အာမာတုဆိုတဲ့ဘောကပ်လေးကိုမှတ်ထားပေးပါပိုလွန်ကြော် နည်းနည်းလေးအချိန်ပိုရှိနေရတော့ဘာလို့ဆိုလို့ရှင်ဟိုယော်ယူတို့ဘာလို့မပါရဲပေါ့နော်ယော်ယူယော်ယူဆိုတာကအာအာအပိုအရှန်ရှိတယ်ဆိုရအတိတ်ပဲမျိုးပေါ့နော်။အိုခါနဲနီယောယူကအာတူကြီးကန်နီယောယူကအာတူအချိန်မှာပိုအချိန်ပိုလေးရှိတယ်။ဟိုကိုသုံးစိမ့်မှာပိုရှန်လေးရှိတယ်ဆိုရယောယူဆိုတဲ့ပုဂံမျိုးလေးပေါ့နော်။သူကကြောက်ဒီအာမာတူပိုရှန်နဲ့ဆက်စကလုံးလေးနဲ့တုံးပါတယ်။အဲ့တော့ဒေခိစစနတင့်တော်တော်တို့ဒေခိတိုနာ အဆက်တော်ဆိုရပေါကမျိုးလေးမြင်ရတယ်တက်ခီအပေါ်အတက်ခီဆက်တူဖြစ်ပြီးအောက်ကကြတော့တက်ခီတူပေါ့နော်ဒါတင့်တော်တော်အဲ့တော့ဖြည့်မှန်ရွေးပါလို့ပါဆိုဒီပေါကမျိုးလေးတွေ့ရမယ်ပေါ့နော်ကျွန်တော်မချီကားကြီးဆိုလို့ရှင်ဒါမှားသွားတယ်ဆိုရအတိတ်ပဲမျိုးပေါ့နော်စူကူရဲတူဆိုရပေါကပလေးကိုတီးပါသလားစူကူရဲတူစူကူရဲတူဆိုတာကထူးချွန်ပြောင်မြောက်တယ်ဆိုရစကားလုံးလေးဖြစ်တယ်သူကကြတော့ယူရှူလို့ပါလို့မှာလीယူရှူနာကခစီဆိုလို့ရှင်အရန်ကိုအာထူးချွန်တဲ့ចောင်းသားကြီးပါဆိုရင်ဒါမျိုးလေးခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မာဂျစ်စတရီယခုဆိုတာရှိတယ်တကယ်ကိုယ့်ရဲ့အရေးအချင်းပေါ့ ါ့နော်ဂျစ်စတီယိုခုကိုရဲ့စစ်မှန်တဲ့အရေးချင်းကိုဂျစ်စတီယိုခုဆိုပြီးတော့ခေါ်ပါတယ်ခက်ကခက်ကခက်ကဆိုလို့ရှိရင်ဂေါခခုဟပ်ပြောလို့ပါလို့ခေါ်တယ်တခါလေးကြားရင် ဆောင်မွေးအောင်တဲ့ဥစ္စာကိုပြောပြရမျိုးပေါ့နော်ခက်ကကကြတာရလက်ဆွဲစကလုံးလေးဖြစ်ပါတယ်ပြီးလို့ရှင်ကျောင်းမှာဒီ canonose ဆိုတဲ့ဖြစ်နိုင်ခြေရှိတဲ့ possibility ဆိုတဲ့ဘောကတ်မျိုးလေးဒါမျိုးလေးလည်းလေးလည်းပဲမြင်လာပြီเนาะအဲ့ဒါမျိုးလေးတည်ပြီးဆိုရင်ကောင်းတယ် akita meru လက်လျှော့တယ်ဆိုတဲ့ဘောကတ်မျိုးလေးရှိပါတယ် akita meru နာလက်မလျှော့ရအောင်เนาะ akita meru လက်လျှော့ဒီဆွဲစကလုံးလေးဖြစ်ပါတယ် kg ban ဆိုတဲ့ဘောကတ်မျိုးလေးပေးထားတယ် kg ban kg ban ကကြတော့ ကြောက်တယ်မုံပြောတာပေါ့နော် KG ဘန်ကြောက်တယ်မုံပြီးရင်ကျွန်တော်မှာ additional လေးအနေနဲ့ပေါ့နော်ထပ်လာပြီးတော့ဗာမျိုးလေးရှိနိုင်သေးလဲဆိုလို့ရှင်ရင် chishki chishki ဆိုလို့ရှင်ဒါဘဟုတုတာပေါ့နော် chishki တို့ပြီးလို့ရှင် noryoku ဆိုလို့ရှင်ဒါ nihongo noryoku ရှိကဲမှာပါ noryoku proficiency ပေါ့နော်ကိုယ့်ရဲ့စွမ်းရည်တို့ဘာလို့ရှိမယ်ပြီးလို့ရှင် rikai ဆိုလို့ရှင်ဒါ rikai shimashita rikai ဆိုတာနားလည်တယ် understand ဖြစ်တယ်ဆိုတဲ့စကားလုံးလေးပေါ့နော်ပြီးရင်အဲရှီခန်းရဲ့ရှိလေးဆိုလို့ရှင်ဒါ tamesu santatti test လုပ်တယ်ဆိုတဲ့စကားလုံးလေးရှိတယ်ဆောင်းဘွက်ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်မှာအဲကြည့်ရှင်ပေါ့နော်မိမိ ကိုကိုယုံကြည်ချက် confidence ဆိုရဲကြည်ရှင်ဆိုရဲဘောကမျိုးလေးတွေရှိမယ်ပေါ့နော်ရှင်းကြည့်လို့လေးနဲ့ပေါင်းပြီးတော့ဒါမျိုးလေးကြည်ရှင်ဆိုရဲဘောကမျိုးလေးရှိမယ်အဲပြီးရင်လှုပ်ချင်ကိုင်းချင်စိတ်ကိုဂျပန်လိုဆိုလို့ရှင်ယာဒုခိဆိုပြီးတော့တုံးပါတယ်အဲ့တော့ suggestion စိတ်ဆိုလို့ရှင်ဘန်ကျော်နောယာဒုခိဆိုပြီးတော့တုံးတာမျိုးလေးရှိရပေါ့နော်ကိုကတခုခုဖြစ်ချင်တာအဲ့ဒါကိုမျှော်မှန်းနေဆိုလို့ရှင်မေသာစုဆိုပြီးတော့တုံးပါတယ် ဆရာဝန်ကြီးဖြစ်ဖို့မျှော်မှန်းတယ်လို့ပြောပါဦးမေစာစုသူကများသွားဖြစ်တော့ long term ပေါ့နော် long term vision ဟိုအချိန်တိုတွင်မဟုတ်ပဲမနေ့ပြန်ပါဖြစ်ရှင်တယ်ဒီဘက်ခါပါဖြစ်ရှင်တယ်မဟုတ်ပဲねအနာဂတ်မှာပါဖြစ်ရှင်တယ်ဆိုရယ်ပေါကတ်မျိုးလေး ਨੇ ကွာဖြစ်ရှင်တာတခုခုပြောရဲဆိုလို့ရှင်ဒီအဲမေစာစုဆိုရယ်ပတ်ဖလီ ਨੇ တုံးလို့ရပါပေါ့နော်အဲ့တော့အနာဂတ်မှာဖြစ်ရှင်တာဖြစ်ဖို့အတွက်ကျွန်တော်ကဘာလို့အပ်လဲဆိုတော့ဒူရီယောခုဆိုရယ်စူးစမ်းအထောက်မှုတွေလိုအပ်ပါတယ်အဲ့တော့โอเคဒီနေ့လဲပြီးသွားပြီအဲ800ထိရောက်သွားပြီပေါ့နော်ဘောကတ်800ဆိုတာကတကယ်ပေါ့ပေါ့ပါပါမဟုတ်ပါဘူးအဲ့တော့ဒီနေ့ဒီချိန်ထိရောက် 来就哎呀，我讲有爱，然后他又摆你的洗碟，然后他又摆你塞几笔，我啦，就我公办里两班可以讲，啊，侬要公办里留拍呀啦哩，这个塞几笔都还微，所以阿达那边加呀哩，这个这个就讲咧目的地咪嗨呀，好喏，然后那他不如话变对吧？咩？